ဒီနေ့ထိခင်ဗျားတို့ဘယ်နှယောက်ထက်ကဘလောက်လောက်လောက်ကအမေရိကန်ကအကူအညီရောက်လာပြီးကက်တင်လိမ့်မယ်လို့မျိုးလင်းနေတယ်လဲတော့မသိဘူး။ဘာမှအက်ကနေဒေါ်လာဘီလီယံချီဝင်လာပြီးစစ်ပွဲပြီးသွားမယ်လို့ထင်နေတာလား။မားနေတယ်။အဲ့ဒီမျိုးလင်းချက်ကလက်တွေ့မြင်ပြမှာ0ပဲ။မေးချင်တာကတခုတည်းသူများပေးပက်မုတ်ကိုစောင့်နေမလား။ကိုအိတ်ပါကိုစောင့်ပြီးတော့ပတ်ဆက်ရှာမလားပဲ။ capacity resort အရင်မြင်မရှိရင်ဘာမှဆက်လုပ်လို့မရဘူး။အစိုးရပဲလှုပ်လှုပ်လက်နဲ့ကင်ပဲလှုပ်လှုပ်ခိုင်မအကောင်းတဲ့ တရားဇာတ်ပဲဖြစ်ဖြစ်ဝင်ငွေလမ်းကြောင်းရှိမှသာအလုပ်ဆက်လုပ်လို့ရတယ်ပထမဦးဆုံးပြောချင်တာကအနောက်အုပ်စုရဲ့အကူအညီဆိုတော့ပူပေါင်းမှုကိုပူပေါင်းပေါ့ဗျာဖောက်ထုတ်ကြည့်လိုက်ခင်ဗျားတို့ Facebook မှာဘာမှအက်အတီပြုပြီးငါ YouTube တွေမှာပြောနေကြတယ်အရင်ကတည်းကနေဘာမှအက်တွေအမေရိကန်အကူအညီတွေတအားပတ်သက်နေတာ share ကြတယ် US Congress က2024ဘန်ဒါရေးနှစ်စည်းရင်းမှာပဲကြည့်လိုက်ပါဗျာအမေရိကန်ကမြန်မာအရေးအတွက် အလုံးအကုန်လုံးအစုံအထိတောက်ဖို့ခွင့်ပြုထားတဲ့ငွေပမာဏဒေါ်လာ120တန်းပဲရှိတယ်။နည်းလားဆိုတော့မနည်းပါဘူး။ဒါပေမဲ့သေချာပြန်စဉ်းစားကြည့်ပါအဲ့ငွေတွေကနန်းလီသက်လက်လက်မဟုတ်တဲ့ခေါင်းစဉ်အောက်မှာ technical support now democracy program အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ဖက်က democracy program ဆိုရင်အဝေးပဲသိနီးပညာ support ဆိုတာလည်းဘယ်လိုအခြေအနေမှမသိဘူးဘသူပေးရမှမသိတာပို့ဆိုးတယ် မဟုတ်လားလက်ရှိမှာတော်လာရေးစစ်ရေးအနိုင်တိုင်းမဲ့လူတွေပြောနေတဲ့စင်းမြင့်ပြင်ရဲ့ဈေးကွက်ပေါက်ဈေးရောသိပဲလား black market ရဲ့ပေါက်ဈေးဟာနေဆက်တွေမှာပဲရှိတယ်ချိန်ပြီးတော့ထိုးကြည့်ကြည့် report တွေရစစ်ရေး report တွေအမေ AYD မှာလည်းပေါက်ဖူးတယ်ထိုင်းနေဆက်မှာကိုဈေးကွက်ရဲ့မောင်းပြန် automatic rifle တစ်လက်ကိုဒေါ်လာ6000ကနေ6000ကျကျ3200နဲ့300ကျားပေါက်တယ်60မမဗုဒ္ဓတလုံးကိုဒေါ်လာ50ကျော်နေပြီ 60မမဗုဒ္ဓီတလုံးပြီးတော့ကျွန်တော်တို့ထားလိုက်ပါတော့အမေရိကန်ကနေ120တတန်းလောက်ရောက်ခဲ့ရင်တော့မှာပဲစစ်တနိုင်ကလောက်ရကုတ်ကြဈေးနဲ့ရှင်မယ်ဆိုရင်စင်ပါးကိုနမ်းပတ်တယ်လို့ပဲမဟုတ်လားဘာမှလုံးလုံးမမရလားဘသူတော့မပြောတော့မဟုတ်လေဒီချင်းတွေပဲကြည့်ယူကရိန်းတို့အစ္စရေးတို့ကိုပေးနေတဲ့ဘီလီယံချီတဲ့ဆက်လက်နဲ့အကူအညီနဲ့ရှင်ကြည့်ရင်ကျွန်တော်တို့ဟာဆင်ရဲအင်းထဲမှာလာမှမပါတဲ့မုတ်ဖိုးပေးတဲ့သဘောလားပဲရှိတယ်ဆိုတော့ လက်ခံဖို့လိုတယ် yes or no အဲ့တော့ဘာလုပ်ကြမလဲရှင်းရှင်းလေးပါပဲအဖေကရှင်းပါတယ် donation အလူငွေခက်ကကုတ်သွားပါပြီလောကကုတ်သွားပြီခင်ဗျားတို့ရရှိထားတဲ့အရင်ဟာတွေတော့မပြောချင်ပါဘူး test station လို့ခေါ်တဲ့အခွန်ပန်းတာခက်ကိုစနစ်တကျနဲ့သွားမကိုရတော့မှမဖြစ်မနေပဲတော်လိုက်တစ်ခုရေးချီတည်တတ်ဖို့ဆိုတာ click to donate နော် YouTube မှာ click နှိပ်ပေးရုံနဲ့မရဘူးနေမီတစ်ခုကိုပိုင်ဆိုးရဲဆိုတော့အဲ့ဒီနေမီကနေ revenue ခေါ်တဲ့ဝင်ငွေအဲ့ဒီဝင်ငွေကိုစတဲ့တကြရှာပြီးတော့စီစစ်ပြီးတော့ပုံဆွဲနိုင်မှာအစိုးရဆိုတဲ့ government ဖြစ်တာ yes or no ခင်ဗျားတို့ဘာနဲ့ယက်တိမှာလဲ uniform ရှိရလောင်းနဲ့အစိုးရဖြစ်တာမှာမဟုတ်တာတက်သိပြမယ်ကျတော့ဥပမာဘာမှရှိတဲ့ UWSA ဝကချင် KIO KIA ဝက်ကြည့်နေပါ340ယက်တိလာတာအမေရိကန်အလူငွေနဲ့မဟုတ်ဘူး နေပါ30 40ရပ်တည်နေတာ UWSA တို့ KIA တို့ KIO တို့ကအမေရိကန်အလူငွေနဲ့မဟုတ်ဘူးနေဇက်ကုတ်သွဲ့ရေး border trade တရားစတာအခွန်စနစ်ကြောင့်ရပ်တည်နေတာ yes or no အမေရိကန်ကပေးတဲ့ဒီဘာမှအဲ့လိုမျိုး120တန်းနဲ့ရပ်တည်နေတာမဟုတ်တာအခုချမ်းမြောက်မှာ MNDA နဲ့အာမဟာမိတ်တွေချင်းရွှေ့ဟော့ မူဆက်တရားငားမိုက်ဂိတ်တွေကိုတိတ်လိုက်တာပါဖြစ်လို့လဲစစ်ကောက်စီလက်ထက်မူဆက်မူဆက်နေဇက်ကုတ်သွယ်မှုပမာဏတစ်နှစ်ကိုဒေါ်လာ9ဘီလီယံကျော်ရှိတယ်စစ်ကောက်စီလက်ထက်မှာတော့အခုအဲ့ဒီငွေတွင်းကတွန်လိုင်းလက်တွေထက်တပ်ဖွဲ့တွေထက်ဥပမာပေါ့မူဆက်နားမှာဆိုတရားငားမိုက်တစ်ဝိုင်းမှာဆိုရင်မီနကာတက်တော့အေအေတို့တရားအေအေတို့ MND တို့ရှိတယ်ဒီတော့ဒါဟာအနောက်နိုင်ငံကပေးမဲ့120တန်းဆိုတာတဲ့အစာပေါင်းများစွာပို့ရေးပါတဲ့ nation နဲ့အင်ကန်တစ်ခုဖြစ်တယ်လေမဟုတ်လား ဒီတော့တချို့နိုင်ငံသမားတွေ social influencer တွေနော်တအားယူတော်လိုင်းယူထောက်ခံနေတဲ့ဆရာဆရာကြီးတွေပြောလိုက်မယ်တရုတ်ကဂိတ်ပိတ်ထားတယ်အမေရိကန်ကဒီမိုကရေစီလေထိုင်းကလည်းစစ်ကောက်စီပဲပါတယ်နေဇက်ကိုအားကိုးလို့မရပါဘူးအဲ့ဒါကကိုမရလို့ပြောတဲ့စကားဘာဖြစ်လဲမကြာသေးခင်ကတရုတ်ကဂိတ်တွေပိတ်လို့ရှမ်းမြောက်မှာရှမ်းမြောက်မှာနော်စီစေးတပိတ်တော်ဟို18000ချက်ဖြစ်သွားတာကိုထောက်ပြကြလိမ့်မယ်ကျွန်တော်တရုတ်ကပိတ်လို့ပေါ့ဗျာတရုတ် အာအပိုက်ဖွဲ့တရုတ်ရဲ့ကျိုးကန်တော့ခံရမယ်ပေါ့အဲ့လိုမျိုးထောက်ပြကြလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ခင်ဗျားတို့မမြင်တာကအဲ့ဒီဟာတွေအကုန်လုံးက hiking agreement hiking ဆွေးနွေးပွဲနောက်ကွယ်ကကမ်းလှမ်းချက်ဖိအားတွေနဲ့စကားပြောမှုတွေကြောင့်လာတာဒီဟာတွေကိုအချက်လက်တွေလည်းပြထားပြီးသားအစီရင်ခံစာတွေမှာလည်းတွေ့နိုင်ပါတယ်တရုတ်ကနယ်စပ်ကုတ်သွယ်ရေးအခွန်ခွဲဝေမှု revenue sharing ကို80 30အချိုးနဲ့အစိုးပြုခဲ့ဖူးတာကိုလည်းအားလုံးလည်းသိကြမှာပဲနာမည်စိုးမိုးနိုင်တဲ့သူက80 U တော့ဆက်ရောက်ခိုင်းတော့စစ်ကောက်စီကိုပေးဖို့အဲ့လိုမျိုးပြောခဲ့တာမျိုးလေးအားလုံးသိပြီးသားပဲမဟုတ်လားဒါဘာကိုပြနေလဲတယောက်ကဘသူကိုချက်လဲဆိုတာကြည့်တာမျိုးမဟုတ်ဘူးဘသူနာမည်ထိုက်ချုပ်ထားလဲဘသူဂိတ်ဆောင်နေလဲဆိုတာကိုကြည့်တာလေ yes or no အခုဆိုရင်စက်ကောက်စီပို့ပြီးတော့ကြက်တဲလာလို့ဘယ်လမ်းနေလမ်းခီးပို့ရှည်တဲ့တာချီလိုက်ဆိုတဲ့ဖက်ကနေပြီးတော့အာကုတ်သွေးလမ်းမှာအမတ် တော့လာနေလာမသိဘူးအဲ့ကောင်ကနေပြန်ပြီးတော့စဉ်းစားနေရတယ်လေအဲ့ဒါမိုင်းလာတော့ဘာလို့ဖက်ဖို့ဗျာဆိုရင်ရွှေသူတိကံဖက်ဖို့ထားလိုက်ပါတော့ဒါတော့မဟုတ်သေးပါဘူးဒီတော့ဆိုလိုချင်တာကခင်ဗျားတို့ကျွန်တော်တို့အဖွဲတော်လိုင်းအင်အားစုတွေကပဲဖြစ်ဖြစ်နေဇက်ကိုတကယ်စိုးမိုးနိုင်ရင်ကုန်စည်စီးဆင်းမှုကိုထိချုပ်နိုင်ရင်ကိုဒေတာရဲ့အုပ်ချုပ်ရေးခိုင်မာနိုင်ရင်အိမ်နီးချင်းနိုင်ငံတွေကခင်ဗျားနဲ့ဆက်ဆံကိုဆက်ဆံရလိမ့်မယ်ဆိုတာရှင်းနေတာပဲမဟုတ်လားအေးအေးတို့လည်းဒီကွက်နဲ့ခင်းနေချမ်းမြောင်းပါလေဒီကွက်နဲ့ပဲသွားတယ် KIA KIA အရုလည်းနဲ့ဇက်နဲ့ဒီတရားစာတောက်ပြီးပြီးပြီးထိချုပ်ထားတယ်အဲ့ဒါကအခရာပဲအနောက်မျောပြီးတော့မဟုတ်ဖို့ပေးတာလေးလေးပေးလာဖို့ဆိုတော့မျောလို့မရဘူးဆိုလိုချင်တာကဒီနေဇာဆူမှုမှုနဲ့ဟာဒီမိုကရေစီနဲ့လည်းမဆိုင်ဘူးစစ်အာဏာရှင်နဲ့လည်းမဆိုင်ဘူးတော်လှန်ရေးနဲ့လည်းမဆိုင်ဘူးခင်ဗျားထိချုပ်တာခင်ဗျား80ရမှာပဲဒီတော့သူတို့လို့ချင်တာမြန်မာနိုင်ငံဒီမိုကရေစီလည်းမဟုတ်ဘူးကုတ်သွယ်ရေးတည်ငြိမ်မှု trade is the trade stability ပဲလေ။ကြောက်အနောက်ကိုမျောပြီးတော့အိမ်ဒီချင်းကိုကြောခိုင်းတာဟာနိုင်ငံရေးအသေးခံဖြူဟာဖြစ်နေတာပဲ။ Yes or no ။အနောက်ကိုမျောလို့မတင်တော့ဘူးမရတော့ဘူး။မြင်သာအောင်ဥပမာတစ်ခုပေးမယ်ဗျာ။အနောက်နိုင်ငံရဲ့အကူအညီအမေရိကန်တို့ရဲ့အကူအညီ Western aid ပေါ့ဗျာ။အဲ့ဒါကမီးစက် generator တခု노ထားသလိုပဲစီရှိနေတော့သူတို့စိုက်ပါတော့မြေရှားများရနိုင်မလားဆိုတော့မျောလင်းချက်လေးရှိနေတော့လင်းနေလိမ့်မယ် စီပြတ်သွားလို့မြေရှားဟာတရုတ်လက်ထက်ပါသွားပြီလို့ထင်လိုက်လို့မိမိတ်ပြီးတော့ရေရှည်အောက်ကိုလို့ဘာတစ်ခုမှရမှာမဟုတ်ဘူးစီမိဇက်ကိုပိတ်ပစ်လိုက်မှာပဲနေဇက်ကုတ်သွဲရေးနဲ့အခွန်စနစ် border trade and tax ဆိုတာကဒါအပိတ်ဆက်ရုပ်ကိုကိုယ်တိုင်တိဆောက်တော်နဲ့တူတယ်စတိုင်းအစပိုင်းမှာလှုပ်ဆောင်ရတာခက်လိမ့်မယ်တရုတ်စီးပွားရေးနှိမ့်နှံမှုတွေကိုထိတ်ချုပ်လို့ကြတော့ပြောတယ်ခက်လိမ့်မယ်အချိန်ယူရမယ်ဒါပေမဲ့ထိုင်မှာသွားရင်ခင်ဗျားတို့24နိုင်လုံးမီလင်းမဲ့ generator တလုံးကိုပေါ့တော့ကိုတိဆောက်တလို့ဖြစ်သွားလိမ့်မယ် ကိုမီးကိုတော့ရမယ်အဲ့ဒါကိုပြောနေတာပဲမဟုတ်လားဒီတော့စဉ်းစားကြည့်ပါအခုချိန်ထိနောက်နိုင်ငံရဲ့မီးဆက်တန့်ကိုနားထောင်ပြီးတော့တာယာနေတော့လားကိုဘတော်ကို power plant တစ်ခုကိုတည်ဆောက်ဖို့ပြင်ပါလားဒါအရေးကြီးဆုံးဆုတ်ဖြတ်မှာပဲမေးစရာတော့ရှိလာမှာပေါ့ဒီကာလမှာပြည်သူတွေကြောက်ကြက်တဲတော့အခွန်ကောင်းရင်ပိုကြက်တဲမလားဆိုပြီးတော့မှန်ပါတယ်စစ်ပေးရှောင်နေရတဲ့ပြည်သူစီကအခွန်ကောက်ဖို့ပြောနေတာမဟုတ်ဘူး ီးပွားရေးလမ်းကြောင်းတွေမှာစီးပွားဖြစ်ကုတ်သွဲနေတဲ့လမ်းကြောင်းတွေကနေယူဖို့ပြောနေတာတရားစတာလောက်ွက်တွေနေစားကဲတွေမှာစနစ်တကျအခွန်တွေကိုစနစ်ကျတဲ့အခွန်မရှိရင်ဘာဖြစ်မလဲဆိုတာကိုလည်းတွေးဖို့လိုတယ်ကုတ်စင်းနှုတ်ပို့တက်တယ်ဆိုတာပောက်ကရ40ဂိတ်တွေများနေလို့ပို့တက်တာပဲမဟုတ်လားပြီးတော့အခုမိပြင်မှာဖြစ်နေတဲ့ဂိတ်တိုင်းမှာလက်နက်ကန်ပြီးဆက်ကျေးဆက်ကျေးပုံစံမျိုးဖြစ်နေတာဒါဟာပြည်သူပို့ဒုက္ခပေးတာစနစ်တကျမရှိတဲ့အုပ်ချုပ်ရေးရန်တရားကြောက်ဖြစ်တာလေ yes or no ဘာဂိတ်ဒီမှာမသိဘူးဟိုဖက်လည်းပေးရဒီဖက်လည်းပေးရတယ်မနေဘူးအဲဈေးတက်မှာပဲလေဘယ်ကုတ်ဘယ်ကုတ်တယ်မှဈေးကိုတော်လိုက်ထက်တွေကိုငါတို့အိတ်ဆိုင်ပြီးလူလိုက်တယ်ဈေးမလို့ပုံမှန်တိုင်းပဲရောင်းပေါက်မယ်လို့မပြောပါဘူးမဟုတ်လားအဲ့လိုမျိုးပေါ့ဒီတော့တော်လိုက်အင်အားစုတွေကငဇက်ဂိတ်တွေကိုစနစ်တကျထိ ंछ ုပ်ပြီးတရုတ်ထိုင်းအိန္ဒိယလက်တွေ့ကြတဲ့သဘောတူညီချက်လုံနိုင်တယ်ဒေါက်တာဆဆပြောသွားတဲ့ဥစ္စာနဲ့ခက်ဆစ်စင်ပဲ အရင်မြေ resort ဖုန်း internet line တခြားတခြားနယ်စပ်ထိစပ်နေတဲ့ဟာတွေမှာပြည်သူအုပ်ချုပ်ရေးတရားတည်ဆောက်ဖို့ capacity တွေရလာမှာပဲတစ်ဖက်ကလည်းစစ်ကောက်စီရဲ့နိုင်ငံခြားဝင်ငွေကိုဖျက်တောက်ပြီးသားဖြစ်သွားမှာပဲနိုင်ငံတကာကလည်း de facto government ဆိုပြီးတော့လက်ခံလာမှာပဲ yes or no ဟုတ်လားဒါအကောင်းဆုံးအခြေအနေမဟုတ်ဘူးဘာကောင်းတာရှိသေးလို့လဲ ကျွန်တော်ပြောတာမားနေလားဒါအသေးချဆုံးပဲလေဘယ်ဖက်ကကြည့်ကြည့်ဒါအကောင်းဆုံးပဲလေနေနေနဲ့ကိုနေနဲ့မားနေလားနေနေရတိတက်ရှိပါလေနေနေလဲပုံမှန်အတိုင်းကောင်းပါလေနော်တခြားလူကပြောတာတော့ကျွန်တော်စိတ်မဝင်စားပါဘူးဒီတော့ပြောချင်တဲ့အစိုးဆုံးချင်တွေကအနောက်ကိုပဲဆက်မြော့ပြီးတော့နေဆန်းမှာအုပ်စုဖွဲ့ဂိုင်းကွဲတွေလို့စက်ကြီးပုံစံမျိုးကောက်နေမှာဆိုရင်ဒါဟာစနစ်ကျတဲ့အုပ်ချုပ်ရေးမဟုတ်တဲ့အတွက်ကြောင့် တရုတ်ကလည်းလူအိုက်နဲ့ဇက်ကိုအသေးပိတ်တာမျိုးသူကိုယ်တိုင်ဝင်ပါတာမျိုးလုပ်မယ်တော်လိုင်းအင်းစုတွေအတွက်လက်နက်ဈေးတွေပါဆက်တက်နေမှာပဲအဓိကနဇက်အုပ်ချုပ်ရေးအပေါ်တော့ပေးချစီလူအပ်သေးတယ်တော်လိုင်းရောစစ်ဘီယံဝါဒစီကိုဥတီသွားပြီဆိုပြီးတော့အဲ့ဒီလိုမျိုးတကွဲတပြားဖြစ်ပြီးအုပ်ချုပ်ရေးနဲ့အခွန်ကောင်းတဲ့တရွေရတော့ပြည်သူတွေစိတ်ပြတ်သွားမှာပဲဒီကောချက်ပြောချင်တာကနိုင်ငံရေးခေါင်းဆောင်တွေအထူးတေချာအောင်တိဖို့လိုအပ်တာက တရားဝင်မှု legitimacy ဆိုတာကုလသမဂ္ဂမှာမဲပေးရုံနဲ့ထိုက်ခုံခွင့်ထိုက်ခုံထိုက်ခွင့်ရနေတာနဲ့မတူဘူးနဲ့ဇက်ကိမ်းမှာကိုယ့်ရဲ့တစိုက်တော့ထူးနိုင်မှာပဲတရားဝင်မှုဆိုတာရတာကုလသမဂ္ဂပေးလို့တရားဝင်မှုမရဘူး yes or no တူတူအတိမပြပြမပြပြဘာမှအရေးမကြီးဘူးအမေရိကန်ရဲ့ဘာမှအက်က ိတ်ဓာတ်ခွန်အားတတပဲရှိတယ်တကယ်အသက်ရှူပေါက် live live ဆိုတော့ကတရုတ်ထိုင်းအိန္ဒိယနဲ့ဇက်မှာပဲရှိတယ်ဒီတော့ခေါင်းဆောင်တွေကပြည်သူတွေကဒီတောက်ချက်ကိုဖြည့်ချပြောင်းလဲဖို့ကျတော့အကြံပြုချင်တာကအနောက်နိုင်ငံရဲ့အကူအညီကို bonus လို့ပဲသဘောထားပါပြည်တွင်းအခွန်နဲ့နေဇက်ကုတ်သွေးရေးကိုအဓိက main strategy အနေနဲ့ပြင်ဆင်ပြီးတော့လောက်ရမှာနံပါတ်1ကတော့မြေပြင်တပ်ဖွဲ့တွေကောက်သမျှအခွန်စနစ်တစ်ခုနဲ့သွားဖို့လိုအပ်တယ်မဟုတ်ရင်ခင်ဗျားတို့ကစစ်ပီးရင်ပဲ နှစ်ကြတဲ့ခွဲဝေမှုစနစ်ထဲကိုတွင်းမပက်ခင်ဗျားတို့ကခိုင်ပါတဲ့အစိုးရပုံစံဖြစ်မှာမဟုတ်ရင်မဖြစ်ဘူးချင်တာကဂိတ်ပိုင်စိုးမိုးရေးလုံးနေတာတကူပြက်ပြက်တော်တော်အေးအေးယူဖို့လိုတယ်ဂိတ်ပိုင်စိုးမိုးရေးဆိုတာ water gate ပိုင်စစ်ပြင်း water နဲ့စိုးမိုးရေးလုံးနေတာခင်ဗျားတို့ကအိန္ဒိချင်းနိုင်ငံတွေဖြစ်တဲ့တရုတ်ထိုင်းအိန္ဒိယအဲ့ဒါတွေကိုစားကျင်တာကိုရှော့ဖို့လိုတယ်ဒါတွေကမဖြစ်မနေကျွန်တော်တို့နဲ့တသက်လုံးနှီးပါကိုပဲအတူတူသွားနေရမယ်နိုင်ငံတွေ ရွှေ့ပြီးပြောင်းပြီးတော့အမေရိကန်တော့သွားကတ်နေလို့မရဘူးနောက်ဆုံးမိကွန်းတစ်ခုမေးချင်တာကခင်ဗျားတို့ကအတိုင်းပြည်တည်ဆောက်နေတာလားဒါမှမဟုတ်အလူခံဌာနတစ်ခုဖွင့်နေတာလားအဖေကခင်ဗျားတို့လောက်ရပုံမှာမူတည်တယ်